လဲလျောင်းနေပြီဆိုရင်လဲလျောင်းနေစဉ်ဆိုတော့နေစဉ်ဆိုတော့ဂရမတင်အောင်လားအင်္ဂလိပ်စာမှာဆိုတာဘာတင်စလဲ present tense present tense ဆိုတော့ဟိုမှာအမအပြည့်မပြည့်ဘူးလေတော့ဘယ်လိုရှင်းအောင် present continuous tense အဲ့တော့ဘုန်းတော်ကပြောခဲ့တယ်မလားတွေးလို့ရှိရင်အင်္ဂလိပ်လိုမလုပ်နိုင်ဘူးလို့ thinking is I am thinking wrong. ဒီလိုတီးအလုံးလုံးတွေးနေဒီနေလေးထဲတာပေါ့ဒါပေမဲ့အားလေးစကားမှာလည်းကိစ္စမီတီးဆိုတာတော့အိုင်ဆိုလို့ရှိရင် and နဲ့တော့ရမှာဒီလိုပဲပါဠိမှာကျတော့အိုင်ဆိုရင်အဟံအမီနဲ့ဆိုရင်ကိစ္စမီကိစ္စမီအဲ့ဒါကိစ္စမီတီးကိစ္စမီတီးအဲ့လိုပုံကဖြစ်တာ အဲ့တော့သွားနေစဉ်သွားနေတုံးသွားနေစဉ်သွားနေခိုက်သွားနေစဉ်မှာလဲဆိုတော့အားနဲ့ဆိုတော့ present continuous ဒီလည်းမလုပ်လို့ဘူးပစ္စဘာတည်တယ်မတည်တယ်ဒီလိုပြောတာပေါ့ဟိုသွားပြီးတော့မှတော့သွားတယ်ဒီရှိဝိရိယသွားခဲ့တာကြီးသွားတယ်သွားတယ်မလို့ရမှာမဟုတ်ဘူးနောက်မှမှသွားမှစဉ်းစားပြီးတော့သွားတယ်သွားတယ်မလို့အခုပစ္စဘာတည်တယ်ပဲမ ြစ်စုံမှန်တည်းနဲ့မှတ်ဖို့အတွက်ကြောင့်မို့လို့အဲဒီမှာသုသောပြောတဲ့ပါဠိလေးကိုစုခဲ့တဲ့အတူကသွားတဲ့အခါကျစာရအောင်ပေါ့နော်။သွားတယ်၊သွားတယ်လို့မှတ်ပြီ။ပြစ်စုံမှန်တည်းနဲ့မှတ်မယ်ဒါလည်းပြောပြီးပြီ။အထင်ရှားသွားအောင်လို့ပေါ့နော်။လိုက်စုံကြည့်ပါ။စင်ကြံလျှောက်ရ။ရှင်ရှောက်ရာကိုရှိမာရှစ်ထွာမြတာကြည်ရမီရှစ်ထွာမြတာကြည်ရမီဒီနေ့ဆောင်ကိုရှိဝင် ြပါလို့ဖြစ်သွားဆိုတော့ဘယ်နဲ့တောင်းလဲဒေးဆောင်ဒေးဆောင်တော့ဘယ်ကြီးလဲဘယ်လိုပြည့်လို့သွားမှာလဲဘယ်လိုသွားမှာလဲဘယ်မှာလေးချထားမေးမျက်လွာချအင်္ဂလိပ်စကားမှာမျက်လွာချလာရှိနိုင်တယ်ဘုရင့်တွေ့ဦးသေးဘူးလားလက်ချရှာကြည့်အောင်မလို့မျက်လွာချမျက်လွာချလို့မပြော half closed ဒီလိုမျိုးတော့ပတ်လိုက်ပါ ါသာသူအပြည့်နော်တော့ပြည့်လိုက်အတော့ပြည့်လိုက်တော့အပေါ်မြင်သေးလားမမြင်ပါဘူးမမြင်ရရင်အိတ်လေလားသူ့အလိုလိုမသူငင်းကြီးတော့မကြည့်နဲ့ဘုံကြည့်တော့ဘူးဒါပေမဲ့အောက်ငယ်ကြီးတော့မကြည့်လို့မရဘူးလေခလုတ်တိုင်ချောင်းလဲမှာနော်ခလုတ်မတိုင်အောင်လို့ခလုတ်ကမျက်လုံးလေးတော့ချလာတယ်မျက်လုံးလေးချလိုက်ပါ